ားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဥကြော်ကြော်ဆိုးလမ်းမတော်မောင်ယူကနေပြီးတော့မောင်ယူပြောပြစီဆိုတဲ့စကားလေးတွေကိုကျွန်တော်ပြောပြီးသူများပြောပြစီခင်ဗျာအဲ့တော့ကျွန်တော်ဥကြော်ကြော်ဆိုးလမ်းမတော်မောင်ယူလမ်းမတော်မေဆန္ဒနဲ့ရပြည်သူ့တန်ခိုင်နဲ့ဘွေဘွေပါတီကိုစားပြု လွတ်တော်လူကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ဒီနေ့လက်မတော်မောင်ယူပြောပြစင်းတဲ့ခေါင်းစဉ်ကတော့ဒီအွေရွှေ့ကြစိုးရဲ့ဆိုတဲ့ခေါင်းစဉ်ပါပဲကောင်းပြီအဲ့တော့ဒီအွေရွှေ့ကြဆိုတော့ဘယ်အွေလဲဘာရွှေ့မှာလဲလို့ကျွန်တော်တင်ပြပါမှာခင်ဗျအွေဆိုတော့ဒီနေ့ကျွန်တော်တို့နိုင်ငံတော်က ကျင်းပတော့မယ်ကျွန်တော်တို့ပါတီစုံဒီမိုကရေစီအထူးထူးရေကောက်ပွဲကြီးနဲ့ကျင်းပပြီးတော့ရွှေမှာပြစ်ပါတယ်ဘယ်ရွှေလို့လဲဆိုတော့ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတော်ဆိုတဲ့အရွေရောင်ရွှေကြမှာဖြစ်ပါတယ်အမှန်တော့လည်းကြာကျွန်တော်တို့ဒီအရွေဆိုတာက အခုကကျွန်တော်တို့ရွှေ့ကြလာမို့ဒီယူကျွန်တော်တို့တမတော်အစိုးရလက်ထက်ကနေပြီးတော့ဒီအရွေးကိုရွှေ့လာတာအကြမ်းမြင့်ပေါ်ပြားကျွန်တော်မှတ်မိတော့တော့ကျွန်တော်တို့အဲ S LORC လို့ခေါ်တဲ့နိုင်ငံတော်ညှို့ပြပြမှုတရားရေးအဖွဲ့ Now SPGC လို့ခေါ်တဲ့နိုင်ငံတော်အေဂျင်တိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီဒီတော်တော်စုဝခစ်ဒီမှာကျွန်တော်တို့ကနေလျော်ညီနဲ့ပြည်သူလူထုတောင်းတတဲ့ပါတီသုံးဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံစနစ်ကိုချွတ်ခဲ့ကြတာဗျအဲ့လိုမှတ်မိမှာပေါ့ကျွန်တော်တို့ SPDC ခစ်မှာကျွန်တော်တို့ road map လို့ခေါ်တဲ့ လမ်းပြမြေပုံခုနှစ်ချက်နဲ့ကျွန်တော်တို့နောက်ဆုံးမှာဒီလမ်းပြမြေပုံခုနှစ်ချက်ရဲ့နောက်ဆုံးမှာဖွဲ့စည်းပုံအခြေခံဥပဒေတရပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းမှာဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီကျင်းပါတဲ့ပါတီစံဒီမိုကရေစီအထူးထူးရွေးကောက်ပွဲကြီးကနေပေါ်လာတဲ့အစိုးရတစ်ခုအာဏာပြပြောက်ပြီမယ်လို့တတ်မလို့ကအတိအကျဒီလိုရည်မှန်းချက်ထားပြီးတော့ဒီ အရွေးကိုရွှေ့ခဲ့ကြလားဗျဒါအမှန်တရားပါဒါအမှန်တရားပါလူရွှေ့ခဲ့လို့လဲကျွန်တော်တို့2030မှာကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့ပါတီသုံးဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျွန်တော်တို့ကျင်းပခဲ့တာဖြစ်ပါတယ်ဒီရွေးကောက်ပွဲကနေပေါ်လာတဲ့သမ္မတကြီးဦးသိသိသိ ကျွန်တော်တို့ဥဆောင်တဲ့သူကအဖွဲ့ကိုကျွန်တော်တို့နိုင်ငံတော်အေဂျင့်တိုင်းနဲ့ပူးပြေးကောင်စည်းလို့ခေါ်တဲ့ကျွန်တော်တက်မတော်သူကနေပြီးတော့နိုင်ငံတော်အနာကိုလွှတ်ပြောင်းပေးတာအလုံးသိပါပဲဒါရွေ့လေကျွန်တော်တို့ဒါရွေ့ပါဘုမဲ့ခုနှစ်ချက်အရဖြစ်ပေါ်လာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပွဲစည်းပုံကြေကဥဒင်းတောင့်ရှင်းတဲ့အညီဖြစ်ပေါ်လာတဲ့အညီပြုတ်လို့တဲ့ပေါ့ဗျာပြုတ်လို့တဲ့ကျွန်တော်ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲကနေပေါ်လာတဲ့ရွေးကောက်ကံအစိုးရကိုလွှတ်ပြောင်းပြီးတာဒါအွေ့ဒါအွေ့ပါဒီလိုနဲ့ပဲဆက်လိုက်ပြီးတော့တမရဦးသိသိလက်ထမဟိုဂျပန်ရွေးကောက်ပွဲပြုတ်တယ်ဒီနောက်မှာတော့2015ခုနှစ်မှာပေါ့အောင်တည်ရပဲ့ ဒုတိယအကြိမ်ကျွန်တော်တို့ပါတီစုံဒီမိုကရေစီအထူရေးရွေးကောက်ပွဲကြိုးကျင်းပပြီးတော့နိုင်ရပါတီကိုဖွဲ့တဲ့အနိုင်ရပါတီကဖွဲ့တဲ့အစိုးရဖွဲ့ဟူကျွန်တော်တို့2010ရွေးကောက်အစိုးရနေပြီးတော့ဆက်လက်ပြီးတော့နိုင်ငံတော်ဝင်တွေတွဲပြောင်းပေးတာပါပေးတာပါပြောချင်တာကဒီ ပါတီစုံဒီမိုကရေစီအထူးထူးရုပ်ောက်ပွဲအရွေးကိုဆွေလာလာကကျွန်တော်တို့တက်မလို့ဆွေရလို့ဒီလိုခိုင်ခင်မှာပြောကြမှာသဘောထားချင်းမတူရင်လည်းကျွန်တော်တို့တန်းကြီးခံကြပါတန်းကြီးခံကြပါအဲ့တော့ဒီရွေးကိုဆွေတာဒီလိုဆွေခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့2020ခုနှစ်ပါတီစုံဒီဒီမိုကရေစီအထူးထူးရုပ်ောက်ပွဲမှာအကြောင်းကြောင်းသောမဲကျွန်တော်တို့ ရှုပ်ရှင်းနေအေးပေါ့ဗျာမသမာမှုပဲခေါ်မလားနော်ဒီလိုဖြစ်တာကြောင့်ကျွန်တော်ဒီမဲမသမာမှုတွေကြောင့်ဒီဟာကိုဥပဒေနဲ့ညီစိတ်မို့လွတ်မို့ဟောတောင်းဆိုတဲ့အချိန်မှာစိတ်ညလင်းညာခြင်းမပြုခဲ့နဲ့ကျွန်တော်တို့ဟိုနိုင်ငံတော်အာဏာကိုဟိုရယူဖို့လို့ဆက်လက်နေရယူဖို့စူးစမ်းကြတဲ့အတွက်တပ်မတော်အနေနဲ့ကျွန်တော်တို့ ဖွဲ့စည်းပုံခြေခံဥပဒေနဲ့အညီနိုင်ငံတော်ကိုဝင်ထိမ့်သိမ့်လိုက်ရတာဖြစ်ပါတယ်။တို့ရတွင်လိုချင်လို့ထိမ့်တာမဟုတ်ကျွန်တော်တို့ဒီဒီမိုကရေစီအရွေးကိုဆက်ရွှေ့ဖို့လို့ကျွန်တော်တို့ညီမကျန်တယ်ဖြစ်ပါတယ်။ဒီမိုကရေစီအရွေးကိုကျွန်တော်တို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲနဲ့ဖြစ်ပေါ်လာတဲ့တရားဝင်အစိုးရကိုလွှတ်ပြောင်းမှာဖြစ်ပေမဲ့ဒီလိုမဲမတမမှုကြောင့်မဲမတမမှုနဲ့ကျွန်တော်တို့ အဲ့မှာရိုက်မဲ့အခြေအနေကြောင့်ထိမ့်သိမ့်ပင်ထိမ့်သိမ့်ရလာဆိုပေမဲ့တက်မလို့နေနဲ့ထိမ့်သိမ့်တင်ကြတဲ့ကဒီမိုကရေစီရွေးကောက်ပွဲပါတီစံဒီမိုကရေစီရွေးကောက်ပွဲကိုထပ်မံပြီးတော့လုပ်မယ်ဆိုတာဂရိကိုနဲ့ဖြစ်လာပါဒါကြောင့်မို့ဒီနေ့ဒီချိန်မှာလဲ2025ခုနှစ်ပါတီစံဒီမိုကရေစီကျွေးရွေးကောက်ပွဲကိုတက်မလို့နေနဲ့မဖြစ်ဖြစ်အောင်လုပ်ပြီးတော့လက်ရှိအစိုးရအနေနဲ့မဖြစ်ဖြစ်အောင်လုပ်ပြီးတော့ ပြည်သူအာဏာကိုပြည်သူပြန်မယ်ဒီမိုကရေစီအရွေးကိုကျွန်တော်တို့ရွှေ့မှာဖြစ်ပါတယ်ဒီအရွေးရွှေ့ခြင်းတော့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့တိုင်းသားလူလူသားပြည်သူတရားလုံးဝနေမဖြစ်ဖြစ်အောင်မအောင်အောင်ကြာရကဏ္ဍလေးပုံပါဝင်ပြီးတော့ဒီအရွေးကိုရွှေ့ကြမှာဖြစ်ပါတယ်လို့ကျွန်တော်ပြောလိုပါတယ်ဒါလေးကိုကျွန်တော်တင်ပြလိုပါအောင်ကျေးဇူးတင်ပါတယ် punish your